စပိန်ကျောင်းပွဲအခမ်းအနားပြင်ယူဘာလိချန်ပီယံဆုကိုရှောင်းဝဲမရှိစံချိန်နဲ့ယူမဲ့တခင်ချင်းယူလိုက်တဲ့ပရိသတ်များလုံးပဲမိင်လာပြောင်းရွှေရိုအိုင်မက်ခွန်ရှိကိုအလိုင်းအချင်းကနေပြန်လဲကြိုးလိုက်ပါရင်တာယာလှပတဲ့မနက်ခင်းအချင်းအခါတာမြမှာဖုန်းကိုကြည့်ပြီးပြုံးပြုံးကြီးနဲ့လမ်းရှောင်းနေရင်ဘေးရင်သွားမမေ့လိုက်ပါနဲ့မိတ်ဆွေအဲ့ဒါဂျိန်းတွေပေါ့ဂိတ်ဖန်ပါပဲဂိတ်ဖန်နေတိတ်ညံစွာအောင်ပွဲခံရင်ကြတာကတော့စပိန်ပြည်မှာဘီဘာဟိုကို၃ဂိုးပြတ်ဖို့ပြီးစပိန်ကျောင်းပွဲကိုခံယူလိုက်နိုင်လို့ပဲဖြစ်ပါရင် ဒါကြောင့်မင်းဆိုင်မှာဂိမ်းဖန်တွေဟာရှင်းသမျှအကုန်ကြားဒီဇိုင်းလုံးစားမယ်နေဖြစ်ကုန်တဲ့အပြင်ကောင်နာကမာကြီးကိုပါပါဆယ်ဆွဲမယ်တကယ်ကဲဖြစ်နေပြီဖြစ်ပါတယ်။ဒီမင်းဆိုင်တွေကဆင်မြန်ကြီးဖန်တွေဖိုင်နယ်တက်ပါမလားယင်းနေဘလောင်းစုနေချင်းဂိမ်းဖန်တို့ကတော့ဖိုင်နယ်ကိုခြေတစ်ပတ်လှမ်းထားနိုင်ပြီမို့ချန်ပီယံစေကူးတွေလည်းစားရင်နေနိုင်ပြီဖြစ်ပါတယ်။ကေတိုဟာတရနီသွေးရဲရဲတောက်တဲ့ခြေစွမ်းမျိုးကိုပြသခဲ့တာဖြစ်ပြီးဘတ်တာကဘာမှာမန်ယူကိုရက်တက်နိုင်တဲ့အသင်းမရှိတော့ဘူးဆိုတာမြင်တွေ့နိုင်ပါလေဖြစ်ပါရင် ခေါင်းကြီးတော်မာရာဒိုနာဝင်ပူးတယ်လို့လို့ရနယ်ဒင်းဟောဖြစ်သွားတယ်လို့လို့ဖြစ်သွားပြီးလာမင်ရာမဲကောင်းနေဆိုတာသူအိတ်နေတလောက်ပဲရှိတယ်ဆိုတာပြသသွားခဲ့တာဖြစ်ပါတယ်ယောပါလိမ့်မှာဂိမ်မိုးတို့ဟာဒီအာဒီရှုံးမဲမရှိသေးဘူးဖြစ်ပြီးပရီးမီးယားလိမ့်မှာဆိုရင်ပုံမှန်မို့ရုန်းခန့်နေရပြီမဲ့ဥရောပမှာတော့ဘာဆိုလာဖြစ်နေတာပဲဖြစ်ပါတယ်ဂိမ်မိုးတို့အနေနဲ့လက်ရှိအသင်းကိုဥရောပမှာဆက်ကန်ခိုင်းပြီးပရီးမီးယားလိမ့်မှာကန်ဖို့နီးပြားနဲ့အသင်းသင်းအသစ်ထက်ရှာဖွေထားမဲ့ပုံမှာရှိနေပါတယ်ပွဲတဲ့လူစင်းမှာတော့ဂိမ်းမှုတော့အတိုင်းစင်မှာဝိုင်လန်းကိုတင်ကစားလာခဲ့ပြီးတာဝန်တစ်ဖက်မှာဘရူနိုနဲ့ကာနာချိုတို့ကိုထားကစားခဲ့တာဖြစ်ပါရင် ကွေးလမှာဒေါ်ဂိုကက်စမဲတို့ဥကတိမာဇာရီတို့ရှိနေခဲ့ပြီးခန်းစစ်မှာတော့ရိုးရိုးကောင်းကြီးလီနီလော့နဲ့ဂိုဒမာအိုနန်နာတို့ကိုထားကစားခဲ့တာဖြစ်ပါတယ်။ဒီပါအတင်းကလည်းနီကိုဝီလျံအစားရှိတဲ့အဓိကကစားမတွေကိုထုတ်သုံးလာခဲ့တာဖြစ်ပါတယ်။ပွဲစားတွေကချွဲထောင်တိုင်းစစ်စင်ကဂိုးရသွားဖို့ရှိနေခဲ့တာကဂိမ်းမှုလို့ဖြစ်ပြီးလှပတဲ့တွဲလုံးကလည်းဂါနာချိုကန်သွင်းခဲ့ပေမဲ့လူကျုံနေခဲ့တာဖြစ်ပါတယ်။ဒီပါအတင်းကလည်းတမ်ပင်တိုင်းစစ်တွေနဲ့ဂိမ်းမှုတို့ကိုဒုက္ခပေးနိုင်ခဲ့ပြီးကိုကန်သွင်းခွင့်နဲ့ချင်းချင်းရခဲ့ပါတယ်ဒီလိုနဲ့မထင်မှန်ထားပဲကိုရင်ရသွားခဲ့တာကဂိမ်းမှုလို့ဖြစ်ပြီးပွဲစားချိန်နဲ့ဆက်ကုန်းတွေမှာကက်စမဲတို့ကကောင်းတိုင်သွင်းယူသွားခဲ့တာဖြစ်ပါတယ် ဝဲကျင်သုံးဆက်သောပြည်မှာဟွိုင်လန်းကိုတားဆီးပုံချမ်းခဲ့တာကြောင့်ဘီဘောင်နောက်ခံလုံတိုင်းရဲ့အနေကပ်ပြခံခဲ့ရပြီးပန်တီလေးပေးလိုက်ရပါတယ်။ရရှိလာတဲ့ပန်တီကိုဘီဘောင်ကစားသမားတွေဖျောင်းပေးနေတဲ့ကြားကနေဘရူနိုကအပိုင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ပရမိုင်းပီကန်ဒီမှာဂိမ်းမိုးတို့တတိယမြောက်ဥစွာကိုရာသွားခဲ့ပြီးလွတ်ထွက်လာတဲ့ဘရူနိုကကိုသမားနဲ့တူချင်းအတွေ့မှာအပိုင်ကန်ခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ဒုတိယပိုင်းမှာတော့ဂိမ်းမိုးတို့ဟာကစားချဆင်းသွားခဲ့ပြီးလူစားလဲမှုတွေလည်းအများပြားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂမကစားခဲ့တဲ့ဒီပါဝကတော့တယောက်ရောက်နေခြင်းနဲ့အတူဂိမ်မှုတို့ကိုဘာမှမတုတ်ပြန်နိုင်ခဲ့ပဲဂိုးပြန်ရှုံးနေကြရတာပဲဖြစ်ပါတယ်ဂိမ်မှုတို့အနေနဲ့ဒုတိယအကြိမ်အုပ်ထွက်ဖို့မှာကစားရမှာဖြစ်တာကြောင့်တတတရဖြစ်သွားခဲ့ပြီဖြစ်ပါတယ်ဒီနိုင်ပွဲအကြောင်း MRI ဟာထောင်ကောက်60တခုနှစ်ကဆိုင်လက်ဖာဂူဆန်နောက်ပိုင်း United နဲ့အတူပထမဆုံးဥရောပ၉ဘွဲမှာရှုံးပွဲရှိတဲ့ပထမဆုံးနည်းပြဖြစ်လာခဲ့ပါတယ်ဒါပြင် United ဟာ2025ခုနှစ်တွင်ယူရိုပါလိခုနှစ်ပွဲကစား၁၆ကိုတွင်းထားနိုင်ခဲ့ပြီးအဆိုပါကာလာတွင် Premier League မှာတော့၁၅ပွဲကစား၁၈ကိုတွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ် United အနေနဲ့ယူရိုပါလိဖလားရာသွားပွဲရာရှေ့ပန်းစားသုံးလည်းဖြစ်နေပါတယ် ကယ်ဖို့လို့ရောပါလေးဖလားရရင်ချန်ပီယံလိဝင်ဝင်ရမှာမို့အမြတ်ထွက်မှာလည်းဖြစ်ပါရင်ဟုတ်ကဲ့ပါခင်ဗျဗီဒီယိုလေးကနေတော့ပါမယ်နောက်နေ့ပါလဲအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ